George Bellingham ကိုပြတ်မှတ်ထားလာတယ်ညီမလေးတို့အတင်း ားလုံးပဲမင်္ဂလာပါအရှင်တို့ကတော့အင်္ဂလန်မှာအပြောင်းအရွှေ့သတင်းထွက်ပြီးဆိုတာနဲ့လက်ကြည့်စရာမလိုတော့အောင်ကိုအဲ့ဒီတင်းကခေကြီးတို့ပဲဖြစ်နေတာပါလေဒါပေမဲ့လည်းနောက်ပိုင်းမှာခေကြီးတို့ရဲ့နေရာကိုညီမလေးတို့ကဆက်ခံတော့မှအရေးရောက်နေတွေ့နေရပါတယ်တင်းကဘိုလီရဲ့လက်ထက်မှာဖိတ်သေးထင်အားလူတွေရှောက်ဝယ်နေခဲ့ပြီးတော့အတင်းကလည်းနှစ်တင်းစာလူစီရင်လောက်ဖြစ်နေပါပြီအခုဒီလေညီမလေးတို့ကလူတွေခေါ်လို့အားမရသေးပဲနဲ့ဈေးကွက်တော့မဖွင့်သေးတဲ့အချိန်မှာဆက်ခေါ်ဖို့ပြင်ဆင်နေပြန်ပါတယ် လက်ရှိမှာမြန်မာလေးတို့ပြတ်မှတ်ထားနေတဲ့ကစားသမားကတော့ဆန်နန်လန်ကလူငယ်ကျယ်ပွင့်လေးဖြစ်တဲ့ George Bellingham ပဲဖြစ်ပါတယ်။ George Bellingham ဆိုတာကတော့ Hallowell ကျယ်ပွင့် Jude Bellingham ရဲ့ညီဖြစ်ပါတယ်။လက်ရှိမှာလည်းအကိုချီယာကိုနင်းနိုင်မယ့်ကစားသမားအတူအဖြစ်ဝမ်ဝမ်သတ်မှတ်ခြင်းကိုခံစားရပါတယ်။ George Bellingham ဒီအာဒီမှာဆိုရင်ဆန်နန်လန်အသင်းရဲ့အဓိကကစားသမားအတူဖြစ်နေပြီးတော့အသင်းနဲ့အတူ Premier League ကိုတန်းတက်နိုင်ရေးအတွက်တိုက်ပွဲဝင်နေခဲ့ပါတယ်။ဂျော့ဘယ်လင်ဂန်ဟာဒီအာဒီမှာဆန်နလန်အသင်းနဲ့32ပွဲကစားပြီးသားခဲ့ပြီးတော့၄ဂိုးသွင်းပြီး၃ဂိုးဖန်တီးပေးတာပါတယ်။ ဆန္ဒလက်ထက်လက်ရှိမှာဆိုရင်အမပေးစရာရဲ့အဆင့်လေးနေရာမှာရပ်တည်နေပြီးတော့တန်တားခွန့်တော်လဲပလေးအော့ကစားမယ်အသင်ဖြစ်ပါတယ်။ဒါရတန်တားခွန့်ရမှုဆိုရင်အဆင့်တစ်သို့မဟုတ်အဆင့်နှစ်ကိုရအောင်မှာဖြစ်ပြီးတော့အဆင့်နှစ်ကရှက်ဖီးယူနိုက်တက်နေကရှစ်မှတ်ထိကိုဟာနေပါတယ်။ Legend ဆယ်ဝဲဒီကစားဖို့လဲရှိနေပြီးတာကြောင့်ဘာမဆိုဖြစ်သွားနိုင်တဲ့အနေထားလဲဖြစ်ပါတယ်။ဆန္ဒလန်တင်ဟာအဖေခွနစ်ကအတင်းကိုဆန္ဒမတိဖြတ်ထားနိုင်ရဲ့လို့ပလေးအော့ကစားခွင့်ရဖို့ကတော့တိကျတယ်လို့ရှင်းပြပါပြီ ဆနလန်အသင်းအနေနဲ့တန်တာဘုတ်တိုက်ပွဲဝင်နေတဲ့အချိန်မှာသူတို့ရဲ့ကျယ်ပွင့်ကစားသမားလေးကိုခေါ်ယူခြင်းနဲ့အသင်းတွေကလည်းရှိလာခဲ့ပါတယ်။အဲဒီထဲမှာညီမလေးတို့အသင်းကထိတ်ဆုံးကနေပါဝင်နေကြပါတယ်။ဂျမမာလေးတော်မွန်အသင်းကဘယ်လင်ကန်တို့ကလိုပဲညီဖြစ်တဲ့ဂျော့ကိုခေါ်ယူခြင်းတွေရလို့သိရပါတယ်။ဒါ့အပြင်လီဗာကူဆင်အသင်းကလည်းဖလိုရီယန်ဗေးစ်ကိုဆက်ထိန်းထားဖို့မတိကြသေးတာကြောင့်ဘယ်လင်ကန်ကိုခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။ဘာကဆန္ဒလန်အသင်းကတော့ဘယ်လင်ဂန်ကိုလာမယ့်ဒီမှာရောင်းမထုတ်ချင်သေးပဲနဲ့ဆက်ထိန်ထားခြင်းတွေလို့သိရပါဗျ သူတို့တင်းသာတန်တက်နိုင်ခဲ့မယ်ဆိုရင်ပရီးမီးယားလိမှာပထမဆုံးခြေပြန်ချရမယ့်ရာသီအတွက်လူစီယန်တောင်တင်းစီဘူဖဲလင်ငံကိုဆက်ရှိစေချင်နေပါတယ်။ဒါပေမဲ့ဒီလိုဆက်ထိန်ထားနိုင်မှုဆိုရင်တန်တက်ခွင့်ရဖို့လည်းအရေးကြီးနေပါတယ်။တကယ်လို့အသင်းကချန်ပီယံရှစ်မှာပဲဆက်ရှိနေမယ်ဆိုရင်တော့ဖဲလင်ငံကလည်းအသင်းကနေထွက်ခွာဖို့စဉ်းစားနိုင်နိုင်ပါတယ်။ကျော်ရဲ့လက်ရှိဈေးကွက်တန်ဖိုးအားဆိုရင်ပေါင်တန်း40ထီကိုရှိနေခဲ့ပါပြီ။ဒါပေမဲ့ဆန္ဒလန်ဘက်ကတော့ဒီထက်ပိုများတဲ့ပြောင်းရွှေ့ခြေပမာဏတစ်ခုကိုသတ်မှတ်စာနိုင်တယ်လို့သိရပါဗျ။ ်အတင်းတွေကလည်းအပြိုင်ဆိုင်ကမ်းလှမ်းနေတာကြောင့်ဘလင်ငန်ရဲ့ပြောင်းရွှေ့ကြီးကတိကျပြုပြီးတော့မြင့်တက်လာဖို့ရှိနေပါတယ်။ကျော့ဘလင်ငန်အနေနဲ့ဆန္ဒလန်ကထွက်ခွာပြေးခဲ့မယ်ဆိုရင်အတင်းကြီးတဲ့င်းကိုပဲတန်းရေးချိန်သွားမလားဒါမှမဟုတ်အကိုဖြစ်သူတို့ကလည်းနေရာရဖို့ပူတည်ကြတယ်ဒေါမော်လိုအတင်းကိုပြောင်းရွှေ့မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ စောင်းနေကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်